ပါလီစောပါဒီကနေ့ဇော်လာ23ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်းမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူတိုက်ပွဲမှာစစ်တပ်နဲ့ဆင်းမွတ်စလင်တွေနဲ့ပြည်သူ့စစ်မှုထမ်းတွေထိခိုက်သေးဆုံးမှုတွေများနေတယ်ဆိုတဲ့သတင်း။ရခိုင်ပြည်ကနေရန်ကုန်ကိုငွေပေးကကွေးစားအဆက်အသွယ်နဲ့သွားတဲ့သူတို့ဟာဖမ်းဆီးခံရပြီးစစ်မှုထမ်းဖို့ပို့ဆောင်ခံရမှုတွေရှိနေတယ်ဆိုတဲ့သတင်း။ ။အေယာဝတီတိုင်းလေးမျက်နာမြို့နယ်ရခိုင်ရိုးမအနီတဝိုက်ကစာတင်ကျောင်း16ကျောင်းစစ်ကောင်စီကပိတ်လိုက်တဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကျဖြူမျိုးတိုက်ပွဲရှေ့တန်းစစ်မျက်နှာတွေမှာစီရီကျွမ်းကျင်မှုမရှိတဲ့စစ်တပ်နဲ့ဆင်မွတ်စလင်တွေနဲ့ပြည်သူစစ်မှုထမ်းတွေကိုအုံပြုပြီးတော့တိုက်ခိုက်နေတဲ့အတွက် ထိခိုက်သေးဆုံးမှုတွေများနေတယ်လို့သတင်းရရှိပါရယ် ကျောက်ဖြူမြို့နယ်ကတိုက်ပွဲတွေမှာ45ရက်တင်နန်းဆင်းထားတဲ့ကျောက်တလုံးဒုက္ခသည်စခန်းကမွတ်စလင်တွေကိုတာမကစစ်တွေမျိုးကပြည်သူစစ်မှုထမ်းတင်နန်းဆင်းမွတ်စလင်လူငယ်တွေကိုပါအုံပြူတာတွေရှိနေတယ်လို့စီရီတရင်ရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါရယ်။ဘာစီရီအတွေ့အကြုံမှမရှိတဲ့မွတ်စလင်တွေနဲ့ပြည်သူစစ်တင်နန်းဆင်းတွေဒီလအထဲမှာပဲတေတာပုံများနေတာဖြစ်တယ်လို့ဒေသခံတွေက ပြောကြပါရယ်။လက်ရှိတိုက်ပွဲတွေအထဲမှာမွတ်စလင်စစ်သင်တန်းစင်းတွေရဲ့အလောင်းတချို့ကိုတွေ့ရှိရတယ်လို့ ဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထွက်ဆိုချက်တွေအရလဲမွတ်စလင်စစ်မှုထမ်းတွေကိုအတုံးပြုနေတာကိုသိရှိရတယ်လို့စီရေးတရင်ရင်းမြစ်တွေကပြောကြပါတယ်။ဒါအပြင်စစ်ကောင်စီဟာဒဏ်ရာရရှိထားတဲ့တပ်သားတွေကိုရန်ကုန်စစ်တွေနဲ့ကြောက်ဖြူပြည်သူစေယုံတွေကိုပို့ဆောင်ကကုသပေးနေပေမဲ့လည်းမွတ်စလင်စစ်သားတွေကိုတော့တည်င်းပေါက်ကြားမှာကိုစိုးရင်ကတက်တွင်းနဲ့ကြောက်တလုံးစခန်းဂိတ်တွေမှာသာရှိုးဝက်ကုသပေးနေတာဖြစ်တယ်လို့သိရပါတယ်ရှင်။ ရခိုင်ပြည်ကနေရန်ကုန်ကိုငွေပေးကကွဲစားအဆက်အသွင်းနဲ့သွားတဲ့သူတချို့ဖမ်းဆီးခံရပြီးစစ်မှုထမ်းဖို့ပို့ဆောင်ခံရမှုတွေရှိနေတယ်လို့သိရပါတယ်။ရခိုင်ကနေပွဲစားအဆက်အသွင်းနဲ့ရန်ကုန်ကိုသွားတဲ့သူတချို့ဟာရခိုင်နဲ့နေဆက်အေဝတီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတွေမှာဖမ်းဆီးခံရပြီးစစ်မှုထမ်းဖို့ပို့ဆောင်ခံနေရပေမဲ့တချို့ကတော့တရင်အဆက်လက်တွေကိုမသိရှိရသေးဘူးလို့ဒေသခံတချို့ကပြောကြပါဗျ။ အမ်မြူနေကခလေး၃ယောက်ရဲ့ဖခင်အသက်30ကျော်အရွယ်အမျိုးသား၁ယောက်ဟာပွေစားအဆက်အသွယ်နဲ့ငွေကျပ်16သိန်းပေးကာရန်ကုန်ကိုသွားရမှာပြည်ဂိတ်နဝဒေတတာဂိတ်မှာဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းဖို့ပို့ဆောင်ခံလိုက်ရတယ်လို့တင်ပြရှိပါတယ်။အဲဒီလူဟာအမ်မြူနေနေုံတော်အုပ်စုနေုံတော်ကြီးဝါကကိုနေစောထက်38နှစ်ဖြစ်တယ်လို့သိရပါတယ်။ သူ့ကိုအဆက်အသွယ်မရရှိတာတလနီးပါးရှိနေပြီဖြစ်တဲ့အတွက်မိသားစုတွေအနေနဲ့အထူးစိုးရိမ်နေကြတယ်လို့လဲဆွေမျိုးတော်ဆက်သူတယောက်ကပြောပါရယ်ရခိုင်ကနေပွဲစားအဆက်အသွယ်နဲ့ရန်ကုန်ကိုသွားတဲ့သူတို့ကိုပွဲစားတွေနဲ့ကားသမားတွေကငွေယူပြီးမှစစ်တပ်လက်ကိုအလိုက်တာတွေလည်းရှိတယ်လို့ဒေသခံတွေစီကနေသိရပါရယ်ရှင်အေယဝတီတိုင်းလင်းမျက်နှာမျိုးနဲ့ရခိုင်ရိုးမအနီတဝိုက်ကစာတင်ကြောင်းဆက်လျှောက်ကြောင်းကိုစစ်ကောင်စီဟာပိတ်လိုက်ပြီးဖြစ်တယ်လို့ဒေသခံတွေကပြောကြပါဗျ။ လင်းမျက်နှာမျိုးနဲ့ငုံဝုံမြင့်အနောက်ဖက်ခြမ်းကစတင်ကြောင်း16ကြောင်းကိုတိုက်ပွဲရစ်ကြောင်းဒီလ20ရက်နေ့ကနေစပြီးပိတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ငုံဝုံမြင့်အနောက်ဖက်ခြမ်းရခိုင်ယိုမနဲ့အနီးတဝိုက်ကစတင်ကြောင်းတွေကိုပိတ်လိုက်တာဖြစ်ပြီးဆရာဆရာမတွေကတော့မျိုးပေါ်ကိုစစ်ဆောင်လာကြတယ်လို့သိရပါတယ်။ဇွန်လ15ရက်နေ့ကစတင်ကလင်းမျက်နှာမျိုးနဲ့ပသိမ်မူရွာကားလန်တျှောက်ကကြေးရွာတွေမှာအရခတ်တော်အေအေဥဆောင်တဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြမ်းမှတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ပသိမ်မုံရွာလမ်းတလျှောက်ကရွာတွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကို EA နဲ့ PDF ပူးပေါင်းတပ်တွေကဝင်တိုက်နေပြီးစစ်ကောင်စီကလေယာဉ်တွေနဲ့ဒရုန်းတွေနဲ့ပါတိုက်ခိုက်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။ပသိမ်မုံရွာကားလမ်းအနီးကရေဖြူနဲ့သိန်းနုကုန်းရေစခန်းတွေကိုလည်း EA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီးဖြစ်ကကြေးရွာသားတွေကတော့လင်းမျက်နှာမျိုးပေါ်ကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါပါတယ်ရှင်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနေဆက်မှာရှိတဲ့ Tikable စစ်စခန်းကိုကရင်တပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ကဒီကနေ့ဇွန်လ23ရက်နေ့မှာထုတ်ပြန်ပါတယ် KNU ခရင်မျိုးသားအစည်းအရုံးကော်တူလီအုပ်ချုပ်နေမြေဒူပလီယာခရိုင်ကော့ကရိတ်မျိုးနဲ့အတွင်းအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်းရောက်ကျူးကျော်တက်ဆွဲထားတဲ့ထိကပ်ပလဲတပ်စခန်းကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့ရဲ့ဦးဆောင်မှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ22ရက်နေ့မှာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ် ထိကပလေစခန်းကို ကရင်တပ်တွေသိမ်းပိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေထိုင်းဘက်ကိုထွက်ပြေးတာတွေလည်းရှိခဲ့တယ်လို့ဒေသရင်းသတင်းတွေကဖော်ပြကြပါရယ်။မနီပလောဌာနချုပ်ကနေစုတ်ခွာရပြီးနောက်ထိကပလေစခန်းကို1995ခုနှစ်မေလကစတင်က KNU ဌာနချုပ်အသေးအဖြစ်ပြောင်းရွှေ့တည်ထောင်ခဲ့ပေမဲ့နှစ်နှစ်မပြည့်မီ1998ခုနှစ်ဖေဖော်ဝါရီလမှာမြန်မာစစ်တပ်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ KNU ဟာထိုင်းမြန်မာနေဆက်တခြားလုံးကိုထိရှုံနိုင်ဖို့အတွက်စစ်ကောင်စီရဲ့ Operator Warning Viewer ကုန်းနဲ့တီသေးလေစစ်စခန်းတွေသာကျင်းရှိတော့တာဖြစ်ပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ Syria နိုင်ငံရဲ့မြို့တော် Damascus မှာ Korean ဖျားကြောင်တကြောင်အသေခံဘုံခွဲခံရပြီးအနည်းဆုံးလူပေါင်း20သေဆုံးခဲ့ရက52ယောက်တရားရရှိသွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဖျားအကြောင်းကိုမနေ့ကအသေးခံဘုံခွဲတိုက်ခတ်ခဲ့တာဖြစ်ပြီးအာနာပိုင်တွေကတော့ IS အဖွဲ့ရဲ့အဖွဲ့ဝင်တယောက်ကိုအပြစ်တင်ခဲ့ပါတယ်။အကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်နေတဲ့အသေးခံတိုက်ခိုက်သူဟာမြို့တော်ဒမတ်စကတ်ရဲ့စိန့်အလီယက်ဖျားကျောင်းအတွင်းကိုဝင်ရောက်လာပြီးနောက်တနက်နဲ့ပြစ်ခတ်ကခဘက်ကပောက်ကွဲစေတဲ့အရာကိုဖောက်ခွဲခဲ့တာဖြစ်တယ်လို့ပြည်ထရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ကျမရေဝင်ကြီးဌာနရဲ့အစောပိုင်းထုတ်ပြန်ချက်အရအယက်သားတည်ဆုံမှုအရေးအတွက်တိုးလာနိုင်တယ်လို့သိရပါဗျ။ 2024ခုနှစ်ဒီဇင်ဘာလမှာတည်တန်းကြအုပ်ချုပ်ခဲ့တဲ့ဆီးရီးယားအာဏာရှင်သမ္မတဟောင်းဘာရှောင်းအီလ်အာဆတ်ကိုအစ္စလာမ်ရဲ့ဥဆောင်တဲ့တပ်ဖွဲ့တွေဖြုတ်ချပြီးတဲ့နောက်ပိုင်းဆီးရီးယားနိုင်ငံမျိုးတော်မှာအခုလိုပထမဆုံးအကြိမ်ဘာသာရေးကြောင်းတစ်ခုပုံခွေတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ပြည်ရင်းစစ်ဖြစ်ပွားပြီးနောက်ပိုင်းပထမအဦးဆုံးဖျားကြောင်းတစ်ခုကိုတိုက်ခိုက်တာဖြစ်ပြီးနိုင်ငံတကာအသိုင်းအဝိုင်းကရှုတ်ချခဲ့ကြပါတယ်ရှင်။ နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လင်းတဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။